နေရာကြီးကတော့ရှုံးနေပြီတိုင်းပြည်အစိပ်ပိုင်းပေးလိုက်ရပြီပြန်မတိုက်သေးဘူးလားအဲဒါကပြည်သူလူထုရဲ့သူတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒပေါ့နော်ကျွန်တော်တို့ကပြည်သူလူထုရဲ့ဖြစ်ချင်တဲ့ဆန္ဒပေါ်မှာကျွန်တော်တို့ကပြည်သူနောင်မီဆွေသတင်းဌာနလုပ်လို့မရဘူးအာသူတိုက်ပွဲတွေရှုံးနေတယ်ဟလာဟလာအောင်မင်းကြီးကဒီအခုတည်းတက်မလို့အကြီးကဲတွေကိုဖားနေတုံးလားဆိုတာဒါသူတို့လိုချင်တာကျွန်တော်ကတက်မလို့အကြီးကဲတွေကိုဗလိန်းတာလိုချင်တာကျွန်တော်တို့ကအဲ့လိုဗလိန်းနေတယ်ဗလိန်းလို့မရဘူးဘာလို့အဓိကကမသိတဲ့လူဗလိန်းတာကပြဿနာမရှိပေမဲ့ဒီလိုမျိုးကိစ္စတွေမှာ ုံးသက်နိုင်တဲ့လူတွေတိတဲ့လူတွေကဗလင်းရင်အဲ့ဒါပြဿနာရှိတယ်။ဆိုတော့ brain ဥပမာကြားတော့ကျွန်တော်တို့သတင်းဌာနကျွန်တော်တို့သတင်းဌာနရက်တီလာ2016လောက်တည်းကရက်တီလာတာเนาะရက်တီလာအဲ့လိုပဲဒီဘက်မှာ2018 19 20 21စရမယ်တစ်ချိန်လုံးကျွန်တော်တို့တိုင်းပြည်နဲ့တက်မတော်ဘက်မှာရက်တီလာအဲ့တော့ကျွန်တော်တို့ကဒီအချိန်ဒီခါတိရောက်နေပြီတက်မတော်တို့ဟလာတိုင်းတိုင်းပြည်ရဲ့အချိန်နေတက်မတော်ရဲ့အချိန်နေတက်မတော်ခေါင်းဆောင်တွေရဲ့တကယ်ဟိုဘယ်လိုခေါ်မလဲအချိန်နေတွေကိုအခြေချင်းတွေကိုကျွန်တော်တို့ မသိပဲနဲ့ဗစတဲ့လျှောက်ပြောချင်တာပြောမယ်သူကျွန်တော်တို့လောက်ညံ့တဲ့တရင်ထံမှာရှိမှာအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဇော်ဘုံဟိန်းဟာတက်မတော်အားနေချက်တွေကိုဖော်ထုတ်နေတဲ့အတွင်းတိတိတလန်ဖြစ်တာမူအဆုံးစွန်ထိအေးအေးယူရမယ်လို့အောင်မင်းဘက်ကပြောလာသည်မူအဆုံးထိနာစင်ဝေဘန်တုံးတက်ပေးသွားကြပါဦးခင်ဗျာတော့ဘာကြောင့်လဲတော့ဒီလောက်ကွာ၄၅နှစ်တက်မတော်တိုင်းဝင်နေဒီလောက်ထိဆက်ပြီးတော့ဟလာတရင်နေလောက်လာတဲ့လူတယောက်အခုမှပေါက်ကရရေလျှောက်ပြောနေတယ်ကွာဆိုရင်ကျွန်တော်တို့အဲ့ကြမှာကျွန်တော်တို့ကကြော့ပါသေးရဲ့ဆောက်ချက်ကွဲမှာအဲ့တော့ကျွန်တော်တို့ကတက်မတော်နေဒီလောက်နီးနီးဆက်ဆက် နော်နီးစက်တဲ့သတင်းဌာနတခုဖြစ်နေပြီးတော့ကျွန်တော်တို့ကတချို့ကိစ္စတွေမှာတုံးသက်တာပဲဖြစ်ဖြစ်ဝေဖန်တာပဲဖြစ်ဖြစ်ပေါက်ကရရေဝေဖန်လို့မရအောင်။ဘာကြောင့်ကျွန်တော်တို့ကတို့အကြောင်းတွေတချို့ကိစ္စတွေကသိနေတာ။မသိနေ။အဲ့တော့အဲ့ဒါကြောင့်မကျွန်တော်တို့ကတက်မလို့နေပတ်စံရင်တချို့ကိစ္စတွေမှာတက်ကစုပ်ပေးလိုက်ရတာရှိတယ်။အချို့ကိစ္စတွေကြတော့လေတက်ကနိုင်မိမဲ့သတင်းမထုတ်ပြန်ရတာရှိတယ်။ပုံသဏ္ဍာန်မျိုးမျိုးပေါ့နော်။ဒါတွေကိုကျွန်တော်တို့ဘယ်လိုခေါ်မြန်မာနိုင်ငံသားတွေသိတဲ့နေသိတဲ့နေ။ဆိုတော့အဲ့တော့တချို့နေရာတွေမှာ ဟို personal ဘိုင်းရသွားမယ်ဒီဘက်စစ်စင်ဘိုင်းနေမဟုတ်ဘူးအဲ့ဒါဒီဘက်မှာထားပါတော့ဗျာတကယ်ကိုဟိုတက်မတော်ရဲ့လှုပ်ရှားမှုတွေဘိုင်းမဟုတ်ဘဲနဲ့ personal ဘိုင်းရသွားမယ်ဆိုရင်တော့ဒီတက်မတော်ထဲမှာနေနေတာတွေကဟုတ်လားတကယ်ကိုပြောရရင်ဘယ်လိုခေါ်မလဲမတရားသားတွေမတရားသားတွေနေနေရတဲ့ပုံသဏ္ဍာန်အမျိုးမျိုးနဲ့လူတွေပါလာမှာပဲအဲ့လူတွေကိုစစ်ပုံသွင်းရတာဗောနော်စစ်တပ်တွေရောက်သွားတဲ့စစ်တပ်ပုံသွင်းသွင်းရတာနောက်တစ်ခုကဘာလဲဆိုတော့စစ်ပညာဆိုတာလူသက်တဲ့ပညာပဲစစ်ပညာဆိုတာလူသက်တဲ့ပညာဒါငင်းလို့ငင်းလို့မရအဲ့တော့လူသက်တဲ့ပညာကိုသင်ယူထားတဲ့အဖွဲ့အစည်း အဲ့လိုပဲဟဟလာတိုက်ပွဲတွေမှာယူယူတိုက်ပွဲယူယူချွညွဆိုတာဗျာပြောရရင်တော့ဒါကပြောရရင်ဟိုတကယ့်ကိုဟိုရဲစိတ်ရဲမှန်တို့ပေါ့ဆိုတာဒါပြောရရင်ဟိုတက်တာဖြတ်တာတွေကိုကျွန်တော်တို့ကဟိုတင်စားပြီးတော့ခေါ်ပေါ်တာပေါ့နော်အဲ့တော့အဲ့လိုအဖွဲ့အစည်းအနေနဲ့ကသူတို့အဖွဲ့အစည်းပုံစံပဲကျင့်ပါပဲအဲ့တော့အဲ့လိုကျင့်တဲ့လူတွေကိုတက်တက်မလို့မှရှိတဲ့ခေါင်းဆောင်တွေကဒီတန်းကြီးလွတ်ထားလားဆိုတော့မဟုတ်ပါဘူးဗျမဟုတ်ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့သိစေသူတို့ရှိမှစီကန်းနေရှိတယ်စနစ်တွေရှိတယ် ခံယူချက်တွေရှိတယ်အဲ့ဒါတွေကတက်သေးရောက်တာနဲ့ဘယ်သူမောင်ပြူရဲ့သားသမီးအဖြစ်မောင်မဲရဲ့သားသမီးအဖြစ်ရောက်လာတယ်အဲ့ဒါတွေကိုရိုက်သွင်းလိုက်တာအဲ့ဒီလိုအဖွဲ့အစည်းတစ်ခုကဘယ်တော့မှဗယံပဒါလည်းလုံလို့မရသလိုဗယံပဒါလုံရင်လည်းတေချာပေါက်အေးယူခံရတယ်အဲ့လိုလုံရင်လည်းအဲ့ဒါစနစ်အရာလုံတာမို့သူတို့တဦးချင်းစီရဲ့အချင်းအရာလုံတာအဲဒါကိုကျွန်တော်တို့ကသိဖို့လိုတယ်သိဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်ကတချို့ကိစ္စတွေကြားရင်မောင်ဖြူတယောက်မကောင်းလို့မောင်မဲတယောက်မကောင်းလို့တစ်ဖွဲ့တစည်းလုံးကိုပတ်ပြောတာမရဘူး ဲ့လိုပဲတိုက်ပွဲတစ်ပွဲရှုံးလို့တက်မလို့ကြီးပျက်စီးနေပြီဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ပြောလို့မရပြောလို့မရဆိုအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကကျွန်တော်တို့ပြောတဲ့ဟာတွေကစီးလို့ပေါင်းလို့ပြောလို့မရစီးလို့ပေါင်းလို့ပြောလို့မရစီးလို့ပေါင်းလို့ပြောလို့မရဘူးဆိုတော့စီးလို့ပေါင်းလို့ဖြစ်နေလို့လားတော့ကျွန်တော်တို့ကမေးရစီးလို့ပေါင်းလို့လည်းမဖြစ်ပါဘူးစီးလို့ပေါင်းလို့မဖြစ်လို့ပဲဒီလောက်အတိုက်အခိုက်တွေဖိအားတွေများတဲ့အချိန်ခါကြီးမှာတက်မတော်အနေနဲ့ဒီလိုကြက်ညံ့ခံပြီးရက်တည်နိုင်တာဒါရှင်းရှင်းလေးပဲကြက်ညံ့ခံရက်တည်နေဒါကြောင့်မို့ကျွန်တော်တို့ကတက်မတော်နဲ့ပတ်သက်ရင်အဓိကအဖြစ်တကယ်ကို အဆုံးအထိနိုင်ပြီးတော့ကျွန်တော်တို့ကပြောတာဗောနော်ပြောတာဗောဟိုထားပါတော့ဗျာကျွန်တော်တို့လိုတိုင်းပြည်မျိုးဟုတ်လားဟိုဘယ်လိုခေါ်မလဲမြို့နေလူတန်းစားနဲတယ်ပညာတတ်နဲတယ်ကျွဲ့ကြားထဲမှာအဲ့တော့ကျွန်တော်တို့ကဟိုတောင်းနေလူတန်းစားတွေရှိမယ်တက်မလို့အကြောင်းနားမလည်တဲ့လူတွေရှိမယ်အဲ့လိုပဲပညာမဲ့တွေများတယ်အဲ့လိုထားပါတော့အဲ့လိုလူတွေကကျွန်တော်တို့ကိုလာပြီးတော့ကဲ့ရတာတွေဟိုရှုံချတာတွေလုပ်လဲကျွန်တော်တို့ကတိတ်ခင်းမဆိုင်ဘူးအဲ့လိုလူတွေကြိုက်အောင်လဲ အတိုက်တွေလိုက်ပြောနေလို့မရဘူးကျွန်တော်တို့ကဖြစ်စဉ်အဖြစ်အတိုင်းကိုကျွန်တော်တို့ပြောရမှာပဲအဲ့ဒီအတိုင်းလည်းပဲကျွန်တော်တို့ပြောခဲ့တယ်အဲ့ဒီအတိုင်းလည်းပဲကျွန်တော်တို့လုပ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့ကဒီအတိုင်းပဲဆက်သွားမှာဒီအတိုင်းပဲဆက်သွားမှာကျွန်တော်တို့ပြောချင်တာနော်အဲ့တော့ဒီမှာကဘာလဲဆိုတော့ဒီဒီသတင်းတစ်ပုဒ်မှာဆိုရင်ကြောက်ဖြူကိုတဲ့အေအေကကြောက်ဖြူကအေအေထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်ရဖို့အတွက်တဲ့လက်ဆက်ကတက်တဲ့အပြင်းထန်ထိုးသည့်စင်တွေဆိုတဲ့သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်နော်ဖတ်လိုက်ရတယ်အဲ့မှာသူကဘာရေးထားတာလဲဆိုတော့ ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်ကလည်းအေးထင်းကျုပ်ထားတဲ့နေရာတွေကိုနာဆာကတက်တွေကအပြင်းထန်ထိုးစစ်ဆင်နေရလို့စီရေးသတင်းအရင်းမြစ်တွေစီကသိရပါတယ်ဆိုပြီးဒီသတင်းမှာဒီအစားပြီးရေးထားတယ်။ဇွန်လ9ရက်ညနေပိုင်းမှာတဲ့ကြောက်ပြူမြို့နယ်ဂုံချိန်တိုက်နယ်မှာရှိတဲ့အမှတ်30နှစ်ရဲတပ်ရင်းအနီးဝန်းကျင်အပါအဝင်ပြိုင်စစ်ကိပြိုင်စစ်ကိနှမ်းဖဲတောင် မင်းတက်တောင်မလာကျွန်းဧရိယာတဝိုင်းနယ်တဲ့ကျေးရွာတချို့ကိုနာဆာကတက်တွေကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်တဲ့။ ဇွန်လ9ရက်ညနေပိုင်းမှာတဲ့လေရီမျိုးစုံသုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်တာတိမ်မီမျိုးမှ MNDAA ထက်မှန်တက်ဆုံမြည်ဟုသတင်းထွက်နေတော့လဲပြန်လဲထူထောင်ရေးဆက်လုပ်နေ ရှမ်းပြည်တိန်နီမြို့နယ်မှာကိုကန့်တပ်ဖွဲ့ MNDAA တက်ဆုတ်ခွာနိုင်ကြောင်းသတင်းထွက်ပေါ်နေတော့လဲပြန်လည်ထူထောင်ရေးကိုအရှိန်မပြတ်ဆက်လက်လှုပ်ဆောင်နေကြောင်းစုံစမ်းသိရသည့်တိန်နီမြို့ကိုတနစ်ခွဲကျော်ထိန်းချုပ်ထားသည့်ကိုကန့်တပ်ဖွဲ့ MNDAA သည်လာမည့်စက်တင်ဘာလအတွင်းထပ်မံတက်ဆုတ်ရမည်ဟုသတင်းများကြေကြေပြန့်ပြန့်ထွက်ပေါ်နေတော့လဲ တိန်နီမျိုးပေါ်တွင်ပညာရေးကျန်းမာရေးနှင့်လမ်းပန်းဆက်သွယ်ရေးကဲ့သို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအရှိန်မပြတ်ဆက်လက်လှုပ်ဆောင်နေကြောင်းဒေတာခန့်များကပြောသည်တိန်နီကနေကိုကန့်ပြန်ဆိုးရမယ်ဆိုတာလဲကြားတာကြားပြီးပဲအခုမှကြားတာမဟုတ်ဘူးကိုလုံလောက်ကင်ပတ်တိစုံမယ်လို့တောင်ကြားရတော့နားမလည်ဘူးဖြစ်နေတာကိုကန့်ဘက်ကတာဝန်ရှိသူတွေလည်းပညာရေးအတွက်ကြောင်းဖွင့်ဖို့လုပ်နေတော့လဲဘာဆက်ဖြစ်မယ်ဆိုတာစဉ်းစားမရဘူးဆေးရုံလည်းပြန်ပြင်နေတာပဲဟုတိန်နီဒေတာခန့်အမျိုးသားတအူးကရှမ်းတန်တော်စင်ကိုပြောသည် တော်တော်ကျန်းတယ်လူအသေးအပြောက်တွေလည်းရှိနိုင်တယ်နေပြည်တော်ဌာနချုပ်ကလက်နက်ကြီးလက်နက်ဒရုန်း၄မျိုးလောက်နဲ့ပစ်ခတ်နေတာကားတဲ့၃လရောက်ရှိနေပါပြီတဲ့နေတိုင်းဆိုသလိုဇက်တိုက်လှမ်းပစ်နေတယ်နေအိမ်တွေပျက်စီးတာတွေလည်းရှိတယ်လူစီးရဲတရေမြင့်နေတာပြောပါတယ်တဲ့ကြောက်ဖြူမျိုးနဲ့အတွင်းစွန့်ပစ်ဆက်ယုံ OGD အနီးကတ်တပီခြေရွာအနီးတ냐ဝရီရေတဲ့စကန်ပင်လယ်ပြင်မှာကင်းလက်နေတဲ့စစ်သမားတို့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ် ိုက်စစ်ဆင်လာတာဖြစ်တဲ့အပြင်နဲ့စက်တက်လီဒီဒရုန်းတွေနဲ့လည်းနေ့စဉ်ပြစ်ခတ်မှုတွေရှိနေလို့ဆိုရဲတဲ့လက်ရှိမှာအေအေအနေနဲ့ထိုးစစ်ကိုရပ်ထားပေမဲ့ထိန်းချုပ်ထားတဲ့နေရာတွေကနေစုခွာပေးခြင်းမရှိပဲခံစစ်ကိုအသုံးပြုနေတယ်လို့သိရတယ်တဲ့အခုကအေအေထိန်းချုပ်ထားတဲ့နေရာတိုင်းမှာပြစ်ခတ်မှုတွေရှိနေတာဗောတဲ့ကြောက်ဖြူမင်းတက်တောင်ပြောင်းရဖို့တော့တဲ့လောက်နေတွန်းလာနေတယ်တဲ့ရာသီဥတုကြမ်းလို့ရှေ့မတွန်းနိုင်ကြသေးဘူးတဲ့မင်းတက်တောင်စကန်းကလှုပ်ရှားစစ်ဗျူဟာစပါဟအရေးကြီးမြေဖြစ်လို့တဲ့တက်က ချက်ခုတ်ချက်ခဲပြန်တိုက်ယူနေတာပါတဲ့တိုက်ပွဲပြစ်ထန်နေလို့သူကပြောတယ်ဆိုပြီးဒီစင်းမှာသူရေးထားတယ်ကြောက်ပြည်မျိုးနဲ့ဟာတဲ့တရုတ်ရဲ့ရွှေတဘာဝတန်းဝင်းနဲ့ရေနံပိုက်လိုင်းစီမံကိန်းတွေတည်ရှိရမျိုးဖြစ်တာကြောင့်နာဆာကအတွက်နိုင်ငံသားဝင်ဝင်အမြောက်များရရှိနေတဲ့ငွေဖြစ်တယ်လို့ပင်လယ်ရေနဲ့စိတ်ကန်တည်ရှိရလဲဖြစ်တာကြောင့်ပထဝီနိုင်ငံရေးအရာအလုံးရေးပါတဲ့မျိုးတစ်မျိုးဖြစ်တယ်လို့သိရပါတယ်တဲ့ကြောက်ပြူမျိုးမှာတဲ့အမှတ်32ရဲတက်ရင်အပါဝင်ကြော်တလုံးစစ်စေးရေးဂိတ်ချီလင်းတက်ရင်ခလာရ34ချီမြန်တက်ရင် မရ3454043တညရေရက်ဌာနချုပ်တောင်မော်ဦးရေရက်နဲ့အုံးကျွိရေရက်စခန်းတို့အခြေစိုက်ထားတာဖြစ်ပြီးတော့တဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့မှာစတင်က NASA ကတက်နေ AE တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေလို့သိရပါတယ်တဲ့တိုက်ပွဲကြောင့်ဒေသခံတွေအရေးပေါ်နေရဲစွန့်ခွာတင်းရှောင်နေရတယ်လို့တိုက်ပွဲတွေကြားကျေးရွာအများပြားထိခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့စစ်ရှောင်အရေးကူညီဆောင်နေသူတွေပြောပါတယ်တဲ့အရေးပေါ်စစ်ရှောင်လာကြတဲ့ဒေသခံဥယေဟာတဲ့လက်ရှိမှာ၄000ဝန်းကျင်အထိရှိလာပြီး တိုက်ပွဲတွေကြောင့်အခုချိန်အထိမိမိနေရက်ကိုမပြောင်းနိုင်သေးပဲနီးစက်ရချေးရွာတွေတောတောင်လေယာတွေနဲ့ဘုံကြီးကျောင်းတွေမှာနေထိုင်ကြရလို့သိရပါတယ်တဲ့စစ်ဘေးရှောင်တွေဟာချင်းအောင်မလုံလောက်မှုအမောက်ကမလုံခြုံမှုအပြင်နဲ့အလုတ်ကန်ရှားပါမှုအခုအညီရရှိမှုနည်းပါခြင်းတို့ကြောင့်နဲ့မိုးရင်းကာလကိုဖျက်ဆီးမှုအဖက်ဖက်ကခက်ခဲနေကြရလို့သိရတယ်တဲ့မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မလ28ရက်နေ့ဖြစ်ပွားခဲ့တဲ့သူအဓိကအပြင်တော့ဒီယုံင်းနဲ့ပတ်သက်ပြီးတော့ ရခိုင်ဒီကြောက်ပြူစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့သူကတော်တော်ရေးထားတယ်ဗျာကျွန်တော်တွေကတော့ကျွန်တော်အခုပြောတဲ့သတင်း topic နဲ့မကညီလို့ကျွန်တော်မပြောတော့ဘူးထားပြပါအဲ့လက်ရှိအနေထားမှာကကျွန်တော်ပြောချင်တာပါလဲဆိုတော့တက်မတော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကတော်တော်လေးစိတ်စိတ်လေးပြန်ဖြစ်လာတယ်။တိုက်လို့ရနေအောင်ပြန်တိုက်ယူနေတယ်လို့တောင်းယူလို့ရတောင်းယူတယ်မို့နော်ပြန်ပြီးတော့ဟိုယာသာသန်ပေးတယ်ပေါ့နော်ယာသာသန်ပေးပြီးယူလို့ရနေအောင်လည်းယာသာသန်ပေးပြီးပြန်ယူနေအောင်ကျွန်တော်တို့တွေ့ရတယ်။အဲ့ထားပါတော့ဥမာဖြင့်ကျွန်တော်တို့ဒါအားလုံးမြောင်ပြောရင်လာရှိုးလို့ပေါ့နော်ရှမ်းမြောက်လို့နေရာမျိုးရှမ်းမြောက်လို့နေရာမျိုးက ဒီရှမ်းမြောက်လာချိုတစ်တုံညာနှစ်ခွန်တော်ပွဲတွေပြီးတဲ့ကိုကနိုင်တော်ကြီးကပြောတယ်ဒီဒေသတွေကိုဘယ်သူကတိုက်ယူသည်ဖြစ်စေနိုင်တော်အနေနဲ့အဲ့ဒီတိုက်ယူလိုက်တဲ့လူတွေရဲ့ပိုင်နဲ့အဖြစ်ဘယ်တော့မှတတ်မှတ်မှာမဟုတ်ဘူးဘယ်တော့မှတတ်မှတ်မှာမဟုတ်ဒါကြောင့်မလို့အဲ့ဒီဒေသတွေကိုပြန်ပေးပြီးအ мян ဆုံးထုတ်ပေးပါတက်ဆုပ်ပါဒါမျိုးပြောထားတာရှိတယ်နော်နိုင်ငံတော်ကြီးကနေဒါမျိုးပြောထားတာရှိတယ်ဆိုလက်ရှိနေထားမှာဟာလာဒီလာရှိုးတို့ဘာလို့ဆိုတာပြန်ရနေတာဒါအလုံးသူ့ရဲ့အတိုင်းပဲနော်ပြန်ရနေဆိုအဲ့တော့ကျွန်တော်ပြောချင်တာအဓိကပါလဲဆိုတော့ ရခိုင်ကတော့စစ်ပွဲတွေလို့ပဲကျွန်တော်တို့ကမြင်နေတာဒါပေမဲ့ជីမဖောက်ရပဲနဲ့တိုက်နေတဲ့စစ်ပွဲတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီရခိုင်ဒေသမှာရှိတဲ့အေအေတွေအဓိကစီမစုံမိုးထားတဲ့နေရာတွေကိုဖြက်လေးပြက်ပုံစံမျိုးတိုက်နေရတယ်အများကြီးရှိတယ်အဓိကဘင်းလားစီဖြက်ရေဖြက်ပေါ့နော်ဒီအစားတော့ဒါတွေဖြက်တာပေါ့နော်ဒါမျိုးတွေတိုက်နေရလေအများကြီးရှိတယ်ဒါတွေကတော့ကျွန်တော်တို့ကစည်ရေးသတင်းတွေဖြစ်တဲ့အတွက်တချို့အားတွေတော့အသေးစိတ်ပြောလို့မရသလိုကျွန်တော်တို့လည်းမပြောချင်ဘူးနော်ဒီလောက်ကတော့ဒါဒါအခုလက်ရှိအနေထားမှာတက်မတော်အနေနဲ့ ရခိုင်ထိုးစစ်တွေပြန်ဆနေရဆိုတာသိစေချင်တယ်နော်ဒီလောက်ကိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့လက်ရှိကျွန်တော်နောင်ချိုပေါ့နော်တက်မတော်အနေနဲ့ဒီနောင်ချိုတို့ဘာလို့ဆိုတာတစ်တုံညာနှစ်ခုပေါ့နော်ပြီးခဲ့တဲ့2024အတွင်းပါပေါ့နော်2024အစအဲ့ဒီအတွင်းမှာဒါကျသွားတဲ့ဟာတွေပေါ့ကျသွားတဲ့ဟာတွေကိုလက်ရှိအနေထားမှာတက်ကတဖြည်းဖြည်းနဲ့ပြန်တိုက်ယူလာတာတွေ့ရတယ်အဲ့လိုပြန်တိုက်ယူတဲ့ခါမှာလက်ရှိအနေထားမှာနောင်ချိုပေါ့နော်နောင်ချိုကိုတက်ကနောင်ချိုနဲ့အနီးဆုံးနေရာကိုရောက်နေတယ်ရောက်နေတဲ့အတွက်ဒီဘက်မှာရှိတဲ့ TNL လေးကလည်းပြောလို့ဆိုတော့အဲ့ဒီမှာသူဒေသမှာရှိတဲ့ပြည်သူတွေကိုအဲ့ဒီဒေသကနေစစ်ဖြစ်လာမဲ့ဒေသကနေမောင်းထုတ်တယ် ပြီးတော့အဲ့သူတို့ဒေတာမှာရှိနေတဲ့ PDF အုပ်စုတွေကိုလည်းမောင်းထုတ်နေတယ်ဆိုတဲ့တင်ပြပုတ်ကျွန်တော်ဖတ်ရတယ်။တော်ဒီမှာဘလို့ရေးထားလဲဆိုတော့ TNL တက်ကားတဲ့နောင်ချိုမျိုးပေါ်ကနေဒေတာတွင် PDF အကြမ်းဖက်တွေကိုလည်းဒီအပိုင်းတွင်ထွက်သွားခိုင်းနေထပ်ထွက်သွားခိုင်းကြောင်းဒေတာကလည်းကြည့်အသိရတယ်တဲ့။ PDF တွေကိုစုတ်ခိုင်းနေဆိုတာတဲ့။နောင်ချိုမျိုးပေါ်ကနေပါတဲ့။ဒီနေ့ရက်၃ရက်အတွက်စုတ်ထားဖို့ပြောတယ်လို့ဂျာကန်ဒေတာကပြောတယ်ဆိုပြီးမျိုးသားတယောက်ကပြောတယ်တဲ့။ပြီးခဲ့တဲ့ရက်ပိုင်းကတဲ့တက်မတော်ကတဲ့။ကံကြီးအထိရောက်လာလို့မျိုးပေါ်ကဒေတာကန်ပြည်သူတွေလည်းရှောင်တဲ့နေရာ ကြိုတင်ရှောင်ကြောင်းကိုပြောတာရှိပေမယ့်အများကြီးရှောင်တာမျိုးတော့မတွေ့ရဘူးလို့ပြောတယ်တဲ့အရင်နေ့ကကံကြီးဘက်တိုက်ပွဲပြန်ဖြစ်လာတော့တဲ့ကံကြီးဘက်ကဒေသခံပြည်သူတွေကတော့တဲ့အကုန်လုံးတိုက်ပွဲပြန်ရှောင်ကြရတယ်လို့သူကပြောတယ်တဲ့နောက်ချိုးပြန်ပေးရမယ်ဆိုတာကတော့လည်းမပြောတတ်ဘူးတဲ့အစီအစဉ်ရှိဖို့တော့မရဘူးတဲ့သူတို့အစီအစဉ်ရှိရင်ကံကြီးကိုဘယ်ပြန်သွားတိုက်မလဲတဲ့အခုကံကြီးကိုတရားနယ်လေးနဲ့ပူပေါင်းတပ်ဖွဲ့ကပြန်တိုက်ပြတိုက်လိုက်တာတဲ့စစ်တပ်ကရွှေမူတော်တော်နဲ့ပြန်ရောက်သွားပြီလို့နောက်ထပ်ဒေသကြီးကပြောတယ်တဲ့။အုံမတိတောင်ဘက် ုံမတိအုံမတိဘက်တောင်ကျဘက်တွေတဲ့နာဆကဘက်ကဒရုန်းနဲ့ပစ်ခတ်တာလက်နက်ကြီးနဲ့ထုတာတွေတော့တဲ့ရပန်ကအတန်တွေကြားနေရပြောတယ်တဲ့အုံမတိဘက်မှာတော့ဒရုန်းတွေနဲ့နေတိုင်းနေပါပစ်ခတ်တက်ခိုက်နေလို့တဲ့ရွာကနေမနေရတော့ပဲဒေသခံပြည်သူအများစုတဲ့ဆမဆယ်ဘက်မှာရှောင်နေကြတယ်တဲ့ဆမဆယ်ဘက်မှာလည်းတခါတလေလက်နက်ကြီးတွေပြစ်ထရာရှိတော့တဲ့လုံးဝလုံးချုံမရှိတော့ဘူးတဲ့ကုမင်းဆွေးနွေးပွဲမှာတော့တပ်မတော်ဘက်က2008အခြေခံဥပဒေကတတ်မှတ်ထားတဲ့အတိုင်း TNL အဖွဲ့ကို နမ်ချန်နဲ့မန်တုံတို့စုခွာဖို့ပြောပေးမယ်တဲ့သဘောတူညီချက်မရပဲလာမယ့်အိုးအိုးလာမှပြန်လဲတွဲဆုံဆွေးနွေးမှုရှိရလို့ကြားသိရတယ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့စီးရဲချင်းတွေကိုလိလကြီးကြီးချောင်းသိကြီးတမျိုးတယောက်ရဲ့ပြောကြားချက်အရာတဲ့ဇွန်လ9ရက်မနက်ရှင်းနိုင်ခွဲကျော်ကစပြီးတဲ့ဒီကတမလို့ဘက်ကထိုးသိဆင်လာလို့တဲ့ပိန်ရဲကုန်းနဲ့ကန်ကြီးရွာကြားမှာတိုက်ပွဲဖြစ်ခဲ့တယ်တဲ့ TNL နဲ့တရင်ထုတ်ပြန်ရေးဌာနကထုတ်ပြန်ထားတယ်တဲ့ဇွန်လ10ရက်နေ့မှာလဲနောင်ချုံမြို့နယ်ရှောက်ချံရွာကန်ကြီးရွာလက်ပံကုန်းရွာတွေမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ပြောတယ် ဇွန်လ9ရက်နေ့ကလည်း DNA လေးအဖွဲ့ကကံကြီးရွာညောင်တော့ရွာလောင်ချိုရွာတွေဘက်မှာနှစ်ဖက်တပ်ပွဲပြုခဲ့တယ်လို့ပြောတယ်ဇွန်လ4ရက်နေ့ကနဆဘက်ဘက်ကနောင်ချိုမြို့လက်နက်ကြီးတိုက်ခတ်တိုက်ခိုက်လို့ DNA လေးတည်ဆုံးတယ်လို့ပြောတယ်ဆိုတော့အဲ့တော့လက်ရှိအနေအထားမှာတက်ကနောင်ချိုအနီးတစ်ဝိုက်ကိုရောက်နေရဆိုတဲ့သဘောပေါ့နော်နောင်ချိုကိုပြန်သိမ်းမယ်ဆိုတဲ့သဘောရှိနေတယ်တက်ဖက်ကအဲ့တော့အဓိကကဘာလဲဆိုတော့တက်မလို့အနေနဲ့ကတက်က